ွာဘုရားရှင်ကိုရောမြတ်ရာဇကြိုပြေဝေလူဝံကျောင်းတိုက်မှာတရင်တုံးနေတဲ့အချိန်ဝေလူဝံကျောင်းတော်နဲ့မလန့်မကန်အံဘလတ္တိကာဆိုတဲ့ပြတ်တက်မှာရာဟုလာတရင်တုံးနေတယ်တနေ့သောအခါမြတ်စွာဘုရားညနေချမ်းဖလတမဘတ်မှထပြီးတော့ရာဟုလာထံသွားအောင်မယ်လေဆိုပြီးတော့ဘုရားရှင်ရာဟုလာထံကိုကြွား ဘုရားရှင်ကြွလာတာခက်လန့်လန့်နဲ့ကရာဟုလာကမြင်တော့ဘုရားတရင်သုံးဖို့ဆိုပြီးတော့အရင်ဆုံးနေရာလေးပြင်ခြေဆေးဖို့ရာအာလုံးပြင်ဆင်ပြီးတော့လက်အုပ်ကလေးချီလို့ဘုရားကိုကြိုဆိုနေတယ်အဲ့ဒီအချိန်မှာမြတ်စွာဘုရားရှင်အနာကိုရောက်တော့ခြေဆေးပေးခြေဆေးလဲပြီးရောမြတ်စွာဘုရားကတရင်သုံးမဲ့နေရာမှာထိုင်အဲဒီနေရာမှာစာထဲမှာမပါပေမဲ့ဘုန်းကြီးမှန်းကြည့်တာ မြတ်စွာဘုရားကခြေသေးတဲ့ရေွက်ကလေးကိုကင်သွားတယ်ခြေသေးတဲ့ရေွက်ကလေးကိုကင်သွားတယ်ကင်သွားပြီးတော့ထိုင်တဲ့နေရာနာမှာချထားတယ်ဘုရားရှင်နဲ့သတင်းသုံးပြီးရောရာဟုလာကယိုတေတေရှိခိုးလို့အလုံးပြီးတော့မှမြတ်စွာဘုရားကရာဟုလာကို ဆုံးမမယ်ဆိုပြီးတော့จิตသားရာဟုလာဟောဒီရေွက်ထဲမှာရေနဲနဲလေးကြံတာကို သင်จิตသားမြင်သလားမြင်ပါတယ်မြတ်စွာဘုရား လောင်းပြီးတော့ဆေးလိုက်တဲ့အတွက်ခွက်ကိုပြန်ယုတ်လိုက်ရင်ခွက်ထဲမှာရေအများကြီးကြံမလားနည်းနည်းလားနည်းနည်းပါဘုရားအဲ့ဒီရေခွက်ကလေးကိုပြပြီးတော့မြတ်စွာဘုရားကရာဟုလာကိုဆုံးမတဲ့အလုံးလိုက်ဆိုနော်လိယံမရှဲ့ရေနဲကွယ်နဲလျက်ပမာအကျင့်မှာလိယံမရှဲ့ ရေနေခွဲနေလျက်ပမာအကျင့်မှာจิตตายาหุละလိန်ဖို့ရမရှိတဲ့ပုဂ္ဂိုလ်ရဲ့တန်တန်မှာကောင်းတဲ့အကျင့်ဆိုတာနည်းနည်းပဲကြံတော့တယ်တဲ့မှတ်ထားနော်လိန်ဖို့မရှိတဲ့ပုဂ္ဂိုလ်ရဲ့တန်တန်မှာကောင်းမြတ်တဲ့အကျင့်အများကြီးကြံလာနည်းနည်းကြံလာ နည်းနည်းပဲကြံတော့တယ်တဲ့ဒါဘုရားကဥပမာလေးပြပြီးတော့ဆုံးမတာနောက်တစ်ဆင့်တက်တဲ့အဲ့ဒီရေကွက်ထက်ကရေကိုဘုရားကစွန့်ပစ်လိုက်တယ်တွန်လိုက်တယ်တွန်ပြီးတော့မှရာဟုလာကိုထပ်ပြီးတော့မေးတယ်ဆုံးမတယ်အာလုံးဆိုလိုက်လိယံမရှက်ရေစွန့်ခွဲစွန့်လျက်ပမာအကျင့်မှာ သိယံမရှက်ရေစွန့်ကွယ်စွန့်လျက်ပမာအကျင့်မံจิตတရားဟုလားလိမ်ဖို့ရမရှက်တဲ့ပုဂ္ဂိုလ်ရဲ့တန်တန်မှာသူတော်ကောင်းအကျင့်ဆိုတာစွန့်ပြစ်လိုက်တာနဲ့အတူတူပါတဲ့လိမ်ဖို့မရှက်တဲ့ပုဂ္ဂိုလ်ရဲ့ယင်ထဲမှာသူတော်ကောင်းအကျင့်ကြံသေးလား လိန်ဖို့မရှိရင်သူတော်ကောင်းအကျင့်အာလုံးကိုစွန့်လိုက်တာနဲ့အတူတူပဲတဲ့နော်။နောက်တတ္တိယဘုရားရှင်ကအဲ့စွန့်လိုက်တဲ့ရေကိုကလေးကိုပြန်မှောက်လိုက်တယ်။မှောက်ပြီးတော့မှချစ်သားရာဟုလားလို့လက်ညှိုးထိုးပြီးတော့ရာဟုလားကိုမေးတယ်ဆုံးမတယ်အာလုံးဆိုလိုက်လိန်ရန်မရှိရေမှောက်ခွဲမှောက်လျက်ပမာအကျင့်မှ နေရန်မရှက်ရေမောက်ခွဲမောက်လျက်ပမာအကျင့်မာจิตตายาหุละเล็งผู้ยามเสร็จแต่ปุคคูเยตันตัมมาตุรอก้องอจิ่นดิหม่อกทาดะลูผิดทวาบิเตเล็งผู้มเสร็จတော့ဘူးဆိုရင်ก้องเนี่ยอจิ่นดิကိုหม่อกทาไล่ดะลูตะนี้ပြောရင် မျက်ကွယ်ပြုတ်လိုက်တာနဲ့အတူတူပဲတဲ့နော်မှောက်ထားတဲ့မမြင်တော့ဘူးဒီတိုင်းပဲမျက်ကွယ်ပြုတ်လိုက်ပြီတဲ့ဒါဆိုရင်သီလအလုံးထဲမှာဘာအရေးကြီးတာမုဒ္ဒဝါဒအရေးကြီးဆုံးနော်ဘုန်းကြီးကဒီတရားကိုဟိုငယ်ငယ်လေးတည်းကဖတ်တယ်ဖတ်ပြီးတော့ကလေးတုန်းကစဉ်းစားကြည့်တယ်သဘောမပေါက်ဘူးလိန်နာလေးတစ်ခုပြည့်ယုံနေကျန်တာအကုန်ကုန်ဆိုတာမဖြစ်နိုင်ဘူးကိုယ်ကလေးတွင်းနဲ့ကိုယ့်ကိုတွေးတာနော် လိန်နာလေးတစ်ခုပြည့်ယုံနေကြံနာအကုန်လုံးကုန်နေဆိုတာမဖြစ်နိုင်ဘူးကိုယ်စိတ်ကကိုယ်တွေးတာနောက်တော့စာဥ္စာပေတွေဖန်ရင်းနေစကားလေးတစ်ခုသွားတွေးတယ်လူတစ်ယောက်ကသူ့တငယ်ချင်းကိုမေးတယ်တငယ်ချင်းမင်းအရက်တောက်တက်လားလို့မေးတော့မတောက်တက်ပါဘူးတဲ့မင်းသူများအသက်ကိုတတ်လားငါဘယ်နှခါတတ်တာမင်းမြင်ဘူးလို့လဲ တတ်ဖို့ဝေးတယ်ကွာတမယောက်စာကိုခိုးရခိုးရလားမင်းတမယောက်စာခိုးဘူးလားအတူတချောင်းတော့မခိုးဘူးတဲ့ပြန်ဖြေတာနော်မေးတဲ့လူကမေးတယ်ဖြေတဲ့လူကဖြေတယ်မင်းသူ့တမယောက်ကိုစော်ကားမိလားမစော်ကားပါဘူးကွာတဲ့အကုန်လုံးသူမကျူးလွန်ဘူးမင်းလိန်ထက်လာဆိုတော့အေးငါတော့လိန်ထက်တယ်တဲ့အဖြေလေးကိုကြည့်နော်သူရှေ့ကမလုပ်ပါဘူးပြောခဲ့တဲ့လင်းမျိုးလုံးဟာမှန်နိုင်သလား လိန်တတ်တယ်ဆိုတဲ့ကမတတ်ဘူးဆိုတာလေလိန်နာပဲမတောက်ဘူးဆိုတာလေလိန်နာပဲနော်မခိုးဘူးဆိုတာလေမစော်ကားဘူးဆိုတာလေဒါဆိုရင်လိန်နာတစ်ခုပြည့်ရင်ကျန်တာအလုံးဒါကြောင့်ဖခင်ကလိန်ဖို့ရမဆက်တဲ့ပုံကိုတန်တာမှသူတော်ကောင်းတရားတွေမျက်ွယ်ပြုတ်ထားတာနဲ့အတူတူပဲသူတော်ကောင်းတရားမရှိတော့ဘူးလို့ပြောတာနော်အဲ့ဒီမောက်ထားတဲ့ရေွက်ကလေးကိုပြန်လှန်တယ်ပြန်လှန်ပြီးတော့ဖခင်က ရာဟုလဒီမှာကြည်လို့ပြပြီးတော့ဆက်ပြီးဆုံးမတဲ့အလုံးစုံလိုက်လိယံမရှက်လိယံမရှက်ချီနီးခွဲချီနီးခွဲကင်းလျက်ဗမာအကျင့်မာလိယံမရှက်လိယံမရှက်ချီနီးခွဲကင်းလျက်ဗမာအကျင့်မာချစ်သားရာဟုလား လိန်ဖို့ရမရှက်တဲ့ပုဂ္ဂိုလ်ရဲ့တန်တန်မှာသူတော်ကောင်းအကျင့်ဆိုတာကင်းသွားပြီသူတော်ကောင်းအကျင့်တုံးဝမရှိတော့ဘူးတဲ့ဒါမြင်ရင်အကျင့်သီလအလုံးတို့ရဲ့အချက်အချာတွေပါလဲမုဒ္ဒဝါဒလိန်ဖို့ရရဲတင်းနေတဲ့ပုဂ္ဂိုလ်ကမလုံရဲတဲ့မကောင်းမှုဆိုတာမရှိတော့ဘူးတဲ့ဒါကြောင့်သီလအလုံးထဲမှာဘာအရေးကြီးဆုံး မူသားယေကြည်ဆုံးဒီကဘာမှာမူသားစပြောတာဘာတူလဲစေတိယမင်းဗာမင်းနဲ့စေတိယမင်းမူသားစပြောတော့မြေမျိုးတယ်လိန်လို့မြေမျိုးရင် အခုခေတ်မြေကြီးဟာစိနေလို့ရအောင်မလားနော်လိန်လို့တာမြေမျိုးရင်အခုခေတ်မှာတယောက်မှတော့ကြံမှာမဟုတ်ဘူးနော်နဲနဲမြန်းမြန်းဘာလို့ဘူးကြတာလိန်ဘူးကြတာကြည့်တယ်ဗကဲဒီပြိဿလိန်ဘူးလားမလိန်ဘူးလား အဲတာဓုခေါ်ရမလို့ဖြစ်သွားရင်နော်အမှန်ကိုပြောလို့တာဓုခေါ်ပါတယ်နော်ပြောလို့တာကဖိုးတုံးကမူသားဆိုတာအပြာရောင်လားအဖြူလားဘယ်လိုလဲလုံလုံလားဝိုင်းဝိုင်းလားလေးတောင်းတာမသိဘူးတဲ့အဲ့ဒီခင်မှာကိုကြီးကိုအငယ်လို့ပြောတာအငယ်ကို အကြီးလို့ပြောတာအဲ့ဒီမူသားပြောတဲ့အတွက်တဖြည်းဖြည်းမြေမျိုးသွားလိုက်တာတကူလုံးမြေကြီးတဲ့ကိုရောက်သွားအောင်အဝိစီငရဲ့အထိကြတယ်တဲ့ပြောမူသားအဖြစ်ဟာသေးသေးလားကြီးကြီးလား ကဲတပါတိလာတက္ကရကမတွေရှောင်နိုင်ကြပါမလားဒီနေ့ကဘုန်းကြီးကဟိုမျက်နှာနဲ့နဲ့ခတ်ဖောဖောခတ်အန်းအန်းလူတယောက်ကိုတီလာပေးရင်းနဲ့သူ့ပါဇက်ကိုလှန့်အကဲခတ်ကြည့်တယ်သူရာမေရယမေဇဗမတဌာနဝရမဏိတေခါပရံတမာရိယာမိဆိုပါဇက်လှန့်အကဲခတ်လိုက်တော့လုံးဝမတော့ဘူးသူကနော်သူမရှောင်နိုင်တာကိုသူလိုက်မဆိုဘူးနော် မရှောင်းနိုင်လို့လိုက်မဆိုတာဘုန်းကြီးကလည်းဖြတ်ခနဲ့ဆိုသူ့မျက်နှာကဲခတ်ကြည့်တော့ဘုန်းကြီးပြောတဲ့စကားရှိတယ်အယက်သမားကိုဖော်ရှော်လို့ဘုန်းကြီးကပြောတာဖော်ပြင်ဘာလို့မှလဲသေချာလားမသေချာဘူးလားတပြည့်ပြည့်တောင်းရင်တောင်းရင်ဖော်လာတယ်ဖော်ပြီးမကြရင်ရှော်မှာပဲနော်အဲ့တော့ဖော်တာကိုကြည့်ပြီးတော့ဒီလူတောက်တာဟုတ်မဟုတ်ဘုန်းကြီးကပါဇက်လှန့်အကဲခတ်လိုက်တော့သူမဆိုဘူးတီလာလဲပြီးရော့ ဘုန်းကြီးသူ့အမိတဲ့တခါကြီးသူ့တာမိတဲ့ကမဆုံးဘူးမလားဆိုတော့မှန်ပါဗျာဘာဖြစ်လို့လဲတပည့်တော်မရှောင်နိုင်လို့ပါဗျာတဲ့သူကလည်းမှန်မှန်ပြောတယ်အဲ့တော့ဘုန်းကြီးပါလို့လဲတခါကြီးအသက်နဲ့ရင်ပြီးမိုက်ရဲလားဆိုတော့သူနည်းနည်းစဉ်းစားတယ်ကြာရင်သူဘာလို့တော့မှာအဲရင်ရင်လေးပြောလျှော်တော့မှာနော်ကြာရင်လျှော်တော့မှာအသက်နဲ့ရင်ပြီးမိုက်ရဲလားဆိုတော့သူနည်းနည်းတွေးသွားတယ် ခုနှစ်ရက်စဉ်းစားခုနှစ်ရက်မပြည့်ခင်22ရက်နေ့ဘုန်းကြီးရန်ကုန်တက်တရားဟောမယ်အဲ့ဒီမတိုင်ခင်ဘုန်းကြီးရှိတစ်ခေါက်ပြန်လာခဲ့အဲသူပြန်ရောက်လာတယ်ပြန်ရောက်လာတော့ရဟန်းဝတ်ပေးလိုက်တယ်ရဟန်းဝတ်တာဘယ်နှစ်ရက်ကြာပြီလဲဆိုတရက်ပဲရှိသေးတယ်နော်ဆေးရုံနဲ့ပို့ဆေးရုံကိုပို့လိုက်တယ်ရဟန်းဝတ်ပြီသူကတော်တော်လေးတောက်ထားတာဘူးဘုန်းကြီးစိတ်ထဲမှာတော့လူတယောက်ကောင်းသွားရင်စောင့်ရှောက်ရကြို့နဲ့တယ်အဲ့လိုကြီးရွယ်ချက်နဲ့စောင့်ရှောက်တာတီလာတစ်ပါးလုံသွားလဲမနေဘူးနော် ကျောင်းမှလည်းမှားထားတယ်အ ਨੇ ဆုံး3လအတွင်းမှာဘလိုးလျှောက်ရှောက်လူထွက်မပေးရမိတ်ထုတ်ပေးလိုက်တယ်အဲ့လောက်ဆိုရင်ခန္ဓာရည်ရှိသွားရင်ပြတ်သွားမယ်ကိုစိတ်ကူနော်အခု level တက္ကရာကမတွေကိုဘုန်းကြီးကတပါးတိလဟောတာကဒီတပါးလုံရင်ကြံတာတွေလည်းလုံနိုင်တဲ့အတွက်တိလလုံအောင်ထိန်းဖို့ဆိုတာမခက်ဘူးနော်ဒါမြင်ပါခက်လဲအမူတာဝါရပြောတော့မဟုတ်ဘူးလုံအောင်အဲ့ဒီမူတာကိုလုံအောင်ထိန်းဖို့မခက်ဘူးဘာကခက်လဲ 很简单，是不？啊啊啊啊啊